စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲအတွက်နမဲတော်အစိုးရများဝါရဖြန့်ခိုင်းပြန်အစမ်းမစစ်တပ်ကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲအတွက်အစိုးရများကိုစစ်တပ်ကခေါ်ယူဝါရဖြန့်ခိုင်းလျက်ရှိကြောင်းသိရပါဗျ။စစ်တပ်ကအစိုးရအောင်လဝေလဖိုးကရဲရင်အောင်အောင်ထက် ဖြိုးမြတ်အောင်ဟန်နေတာနီနီခင်စော မိစန်နီချမ်းမြေမောင်ချို့ မေလတန်စင်အင်ချစ်အင်းများဖြူနဲ့လိမ္မော်သီးတို့ကိုခေါ်ယူခဲ့ပြီးစစ်တပ်ရဲ့ရွေးကောက်ပွဲထောက်ခံတဲ့လှုပ်ရှားမှုတွေမှာရွေးကောက်ပွဲထောက်ခံတဲ့စကားများရွတ်ဆိုခိုင်းခဲ့ခြင်းဖြစ်ပါတယ်။ထို့ပြင်ဆက်လက်ပြီးတော့အစိုးရများအားလုံးကိုထို့သို့ခေါ်ယူရကူးခိုင်းမယ်လို့စစ်တပ်ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ရှင်ပြင်ကန်စာရေးဆက်ပြီးမိုးရံစုံနန်းစုရည်တွေစုံရတနာမိုင်တို့တီဆိုကထုံးကိုကိုရွံ့ရွံ့နဲ့တင်စာတို့တယုတ်ဆောင်ထားတဲ့အတူတူမဲသွားပေးကြစုတခြင်းကိုလည်းစစ်တလောက်ခန့်ချန်နယ်များမှထုတ်လွှင့်နေပါဗျ။ စစ်တပ်ကသရုံဆောင်များအစိုးရများပါဝင်အမှုပညာရှိများအားလုံးကိုရွေးကောက်ပွဲထောက်ခံသောလှုပ်ရှားမှုများတွင်မဖြစ်မနေပါဝင်မှုအတွက်ဖိအားပေးစေခိုင်းမှုများလှုံ့ဆော်လျက်ရှိပါသည်စစ်တပ်ရဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲဆိုင်ရာအလိညာဝါရဖြန့်ဇလံကိုလူမှုကွန်ရက်မှာတဆင့်ဝေဖန်သည်ဟုဆိုကာဒါရိုက်တာမိုက်တီခေါ်တန်းထွန်းစောဇပ်ပိုတယုံဆောင်ကျုံဝင်းထုတ်ခေါ်ကျုံမင်းထုတ်နဲ့ဟာသာတယုံဆောင်အုံတိုင်းခေါ်စောမြင့်ဒါရိုက်တာအောင်ချန်းလူဒါရိုက်တာတက်လွင်ခေါ်စမှုထုံးတက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီးဖြစ်ပါတယ်